အားလုံးပဲမင်္ဂလာပါ SK Story ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့2020နှစ်မှာထွက်ရှိထားပြီးတော့ INTV Rating မှာဆိုရင်လည်း8အထိရရှိထားတဲ့ Richard လို့မည်ရတဲ့ TV CD လေးကို recap အနေနဲ့တင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်။ဟုတ်ကဲ့ပါမြို့တစ်မြို့ကို Richard ဆိုတဲ့လူတစ်ယောက်ရောက်ရှိလာတာနဲ့လူသက်မှုတွေတစ်ခုပြီးတစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့်မင်းရေးတွေက Richard ကိုတန်တရားတရားခံအနေနဲ့ဖမ်းလိုက်ခဲ့ပြီးမင်းစစ်တပ်ဘက်က အငိမ့်သားစုံနောက်တယောက်ဖြစ်တဲ့ရီချာကသူမရင်ဆွဆွဲခံရတာကိုတက်တီပြနိုင်သွားတော့ရဲရီဘက်ကနေပြီးတော့တီမူကိုလိုက်ဖို့သူ့ကိုအကူအညီပြန်တောင်းရပါတယ်အသက်ခံရတဲ့သူတွေထဲမှာသူ့ရဲ့အကူလဲပါနေတော့ရီချာကဒီလုပ်ကိုလက်ခံခဲ့ပါတယ်။အဲနောက်မှာတော့မြို့ဝန်ကစပြီးတော့စီးပွားရေးသမားတွေနိုင်ငံရေးသမားတွေရဲတွေအထိဘသူတွေကဒီကိစ္စမှာပါဝင်ပတ်သက်နေတာလဲဆိုတော့ကိုရီချာတယောက်စုံစမ်းဖော်ထုတ်နိုင်မလားဆိုတာကျွန်တော်နဲ့အတူတူလိုက်ပါခန်းစားကြည့်လိုက်ကြရအောင်ပါ။ โอเคပါစင်သည်ဖြစ်ပြီးဆိုရင်တော့ season 1 episode 3ကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ season တင်ဆက်ပေးမယ့်မင်းတွေပဲဖြစ်ပါတယ်ဒီဘိုင်းမှာတော့နောက်ဖေးတကားမှရေးထားတဲ့စာအုပ်တွေ့ပြီးတဲ့နောက်မှာတော့ Rosco တယောက်စိုးရင်ပူပန်တဲ့ပုံစံနဲ့ဖြစ်နေတဲ့အခန်းကနေစတင်ထားပြီးတော့ Richard က Rosco ကိုကြောက်နေတယ်ထင်ပြီးတော့သူ့ကိုနှစ်သိမ့်မှုစူးစမ်းပြီးမြေ Rosco ကစိတ်တူပြီးတော့ဒေါသထွက်လာပါတယ် ရောစုကကြောက်ရွံ့မှုကိုစမ်းသတ်တဲ့ရဲစစ်ဆေးမှုတွေမှာအမကောင်ကောင်ရခဲ့တယ်လို့ဆိုပါရီအခုသူကြောက်နေတာမဟုတ်ပဲသူဒေါသထွက်နေတာပါဘာလို့လဲဆိုတော့သူပတ်စံနေစောက်ထားတဲ့အင်ကိုလာပြီးတော့သူ့မိသားစုတိစောက်ခဲ့တဲ့မြို့မှာဒီကောင်ကြီးဘာကောင်ကြီးမို့လှုပ်ချင်တယ်လို့လုံနေရလာလေလို့ပြောလိုက်ပါရီအဲဒီအချိန်မှာဖင်းလီကဂျူနေတူနောက်ထပ်အလောင်းတစ်လောင်းကိုဖော်ထုတ်နိုင်ပြီလို့အကြောင်းကြားလာပါရီရော့စကိုကတနက်ဘူးတဘူးကိုထုတ်ယူလာပြီးတော့ဒါဟာသူ့အကိုဂရီးရဲ့တနက်ဖြစ်ကြောင်းကိုပြောပါရီဂရီးဟာကိုကိုကိုတက်တီသွားခဲ့တာပါရော့စကိုကတနက်ကိုတံမိုးထားပြီးတော့တည်တည်ချာချာဂယူးဆိုင်ပြီးဖို့ပြောလိုက်ပါရီ ရီချာကလေခယူးဆိုင်မယ်ဆိုပြီးတော့ကတိပေးလိုက်ပါရီသူတို့နှစ်ယောက်အိမ်ပြင်ကိုထွက်လာတဲ့ခါမှာရီချာကတနက်ကိုတစ်ချက်ဆမ်းပစ်လိုက်ပါရီရော့ဆိုကချက်ချင်းလဲဩပါရီရီချာကကိုယ်တိုင်မဆမ်းပစ်ဘူးတဲ့လက်နက်ပုတ်ကိုတိတ်ပြီးတော့မယုံကြည်ပါနဲ့လို့အကြောင်းပြပါရီရော့ဆိုကတက်ပြင်းချလိုက်ပြီးမှနားလေပုံတော့ရပါရီသူတို့ဖင်လီနဲ့တွေ့တဲ့ခါမှာဖင်လီကဘာလို့နောက်ကျနေတာလဲလို့ချက်ချင်းမေးပါရီမင်းညကရော့စကိုကရီချာကိုအတောက်ဖို့ခေါ်သွားတာကိုသိသွားတော့ဖင်လီကသူ့ကိုဆူပါရီ ဒါပေမဲ့ကောင်းတဲ့အချက်တစ်ချက်တော့ရလာခဲ့ပါ ರೀ မင်းညောင်ကမော်ရီဆန်ကိုတတ်တဲ့သူကရော့စကိုရဲ့အိမ်ကိုဖောက်ထွင်းဝင်ရောက်ခဲ့ပြီးတော့ချင်းချောက်စာထားခဲ့လို့ပဲဖြစ်ပါ ರೀ အိမ်တော်မှာတော့သူတို့ဂျိုးနဲ့အတူတည်ဆုံသွားတဲ့အလောင်းရဲ့အချက်လက်တွေကိုသွားကြည့်ကြပါ ರೀ သူ့နာမည်ကဂျော့ဗလင်ဖြစ်ပြီးတော့ကလိုင်နာကုမ္ပဏီရဲ့ရင်မောင်းဖြစ်ပါ ರೀ သူဟာရင်စည်းကမ်းချိုးဖောက်ဖူးပြီးမှရှင်းနေရဲ့အကူအညီနဲ့လွန်မြောက်ခဲ့ပါ ರೀ ပြန်ကနေမှရီချာစီကိုဖုံးဝင်လာပါ ರೀ ဖုံးခေါ်တဲ့သူကမော်လီဖြစ်ပြီးတော့ဂျိုးရဲ့လုပ်ဖို့ကင်မတ်ပါမော်လီကရီချာရဲ့အတန်ကိုကြားတော့ဂျိုးလိုထင်သွားပါ ರೀ ဂျိုးပြောက်သွားတာရပ်ပေါင်းများစွာကြာပြီဖြစ်လို့မူလီကအရန်ကိုဝမ်းတာနေပါ रे ။ဒါပေမဲ့ရီချာကဂျိုးတည်သွားပြီလို့ပြောလိုက်ပါ रे ။သူကဂျိုးရဲ့ညီဂျယ်ရီချာလို့ပြောပါ रे ။မူလီကဂျိုးတည်တဲ့တဲ့င်းကိုကြားတော့တုံလုံးသွားပြီးတော့ဘလို့တည်တာလေးလို့မေးပါ रे ။ရီချာကဂျိုးအသက်ခံရတာလို့ပြန်ဖြေပါ रे ။ရီချာကဂျိုးရဲ့အသေးသေးအချက်အလက်တွေကိုမေးပါ रे ။မူလီကဂျိုးဟာမာဂရီမာလေးရဲ့အစိုးရအမှုတွေကိုစုံစမ်းနေကြောင်းစပြောပါ रे ။သူကစုံစမ်းရေးရုံးရဲ့ညွန်ကြားမှုပါ။ဂျိုးဟာသူ့ရဲ့လက်အောက်ငယ်သားတွေကို သူစုံစမ်းနေတဲ့အမှုတွေကိုမလုတ်ခိုင်းမင်းနဲ့သူကိုယ်တိုင်စုံစမ်းနေပါတယ်။ဒီကြောင့်မို့မိုလီတယောက်တည်းပဲတည်ပါတယ်။မိုလီကဂျိုးနဲ့ယင်းနေပါတယ်။ဂျိုးဟာငွေတူးတိုက်ဖြတ်ရေးဌာနကိုတောင်းယူထားပါတယ်။ဖင်နီကမာဂရီမာငွေတူးပြုလုပ်မှုနဲ့ပတ်သက်ပြီးတော့စီရင်ခံစာရှိခဲ့ဘူးလားလို့မေးပါတယ်။မိုလီကတုံလုံး၆ချားနေတော့မို့နောက်မှပြောမယ်လို့ပြောပါတယ်။ဒါပေမဲ့ဖင်နီကတော့ဂျိုးမှုကိုဖြေရှင်းဖို့မိုလီဟာတခုတည်းသောတဲလွန်စားဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။မိုလီဟာစိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့ဆက်ပြောပါတယ်။ဂျိုးဟာနိုင်ငံအတွင်းမှာ ငွေတူးပြုလုပ်မှုကိုခဏလောက်ရပ်တန့်ထားနိုင်ခဲ့ပါသည်။သူကတင်းကျပ်တဲ့စီမင်းစည်းကမ်းတွေနဲ့နီလန်းတကြလှုပ်ခဲလို့ငွေတူးထက်လို့လို့မရနိုင်အောင်လှုပ်ထားခဲ့ပါသည်။ဂျိုးဟာနိုင်ငံတကာကသိလွန်စားတွေကိုလိုက်နေပါသည်။ရေချာကတောင်အမေရိကလာလို့မေးပေမဲ့မိုလီကတေချာမသိဘူးလို့ပြောပါတယ်။ဒါပေမဲ့ဂျိုးရဲ့ဖိုင်ကိုပို့ပေးမယ်လို့ပြောလိုက်တော့ရေချာကကျေးဇူးတင်ကြောင်းပြောလိုက်ပြီးစာရွက်မိတူထုတ်ပြီးတော့ပို့ပေးဖို့နဲ့ဂျိုးရဲ့အထက်လူကြီးကိုလုံးဝမပြောဘူးကိုပြောလိုက်ပါတယ်။ဂျိုးဟာဒီကိစ္စကိုလှုပ်ဝဲထားခဲ့တာအကြောင်းရှိလို့ပဲ သူ့အကိုသူယုံတယ်လို့မော်လီလည်းယုံနေမဟုတ်လားလို့ပြောလိုက်ပါရီဖုန်းချကန်ဒီမှာမော်လီကပြုံးပြီးတော့ရီချာရဲ့အတန်ဟာဂျိုးရဲ့အတန်နဲ့အရန်တူတယ်လို့ပြောလိုက်ပါရီဖီလီကရီချာရဲ့ခံမှန်းချက်ကမှန်ကန်ကြောင်းဒါဟာငွေတူနဲ့ပတ်သက်ကြောင်းကိုဝန်ခံလိုက်ပါရီရီချာကအရာအလုံးဟာငွေနဲ့ပတ်သက်နေကြကြောင်းကိုပြန်ပြောပါရီဖီလီကရော့စ်ကိုကိုရဲစခန်းကိုပြန်သွားခိုင်းပြီးတော့မော်ရီဆန်ရဲ့မိသားစုကိုတတ်ခဲ့ရာဇဝတ်ကောင်ကြီးရဲ့အချက်လက်တွေကိုရှာဖွေနေတဲ့ပုံစံလုပ်နေဖို့အမိန့်ပေးပါရီဖီလီက တို့တေးကိုတန်ရာရှိနေတာကိုတေးကမသိတာကြောင့်အခုတော့တို့အုပ်ွက်သေးကိုငါတို့အလိုက်တင်နေပေးလိုက်မယ်လို့ပြောပါရီဖင်လီကရော့စ်ကိုအိမ်ဖောက်တွင်းခံရတာကိုပြောပြီးတော့နောက်ကွယ်ရလူကိုစုံစမ်းကြည့်နေပါရီဒေါ်အားစပိုင်ဘီရဲ့အိမ်ကိုသွားမှဖြစ်ပြီးတော့ရီချာကိုတော့ရှိနေဘရက်စီကိုသွားပြီးတော့ဂျော့ဗလင်ဖန်ခံရတဲ့အကြောင်းကိုရသလောက်စုံစမ်းခိုင်းပါရီဖင်လီကနောက်တစ်ချိန်အမားမလုပ်ဖို့နဲ့အချုပ်ထဲထက်မရောက်ဖို့ဂတိပေးခိုင်းမိမယ်ရီချာကတော့ချက်ချင်းပဲမလုပ်ပါဘူးလို့ပြန်ပြောလိုက်ပါရီဘေချာရဲ့စကားကိုကြားတော့ရော့စ်ကိုကပြုံးလိုက်ပါရီဖင်လီကဒီကိစ္စအမြန်ဆုံးပြီးသွားစေချင်ပြီးတော့ ရေချောက်ကိုဒီမျိုးကနေထွက်သွားစီချင်ပြီလို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့သုံးယောက်သားတောင်းဝင်းကိုစီခွဲပြီးတော့လှုပ်ဆောင်ကြပါရီဖီလီကစပိုင်ဘီရဲ့အင်ကိုသွားပြီးတော့တကားဟုအကြာကြီးခောက်နေပြီမေဘသူမှတကားလာမဖွင့်ပေးပါဘူးဒါကြောင့်သူတကားဟုတိုက်ဖြတ်ပြီးတော့ဝင်သွားဖို့ဆုံးဖြတ်လိုက်ပါရီအဲဒီချိန်မှာအင်းကြီးချင်းအဖွားကိုတယောက်ကဖီလီတကားဖောက်ဝင်သွားတာကိုမြင်ပြီးတော့ရဲကိုဖုန်းဆက်ပြီးတော့အကြောင်းကြားလိုက်ပါရီဖီလီကစပိုင်ဘီရဲ့လက်ကင်ဖုန်းကိုတွေ့ပါရီဖုန်းထဲမှာကလိုင်နာကိုဖုန်းကောထားရမှတ်တမ်းရှိပါရီအဲဒီချိန်မှာပဲရဲကြီးရောက်လာခဲ့ပြီးတော့ ဖီလီကိုတခိုးလို့ဆိုတာအပြင်းထန်ရိုက်နေပြီးတော့ဖမ်းဆီးလိုက်ကြပါရည်။ဒီဘက်မှာလည်းရီချာကရှီနီပရက်စီကိုသွားပြီးတော့ဂျော့ဘလင်ရဲ့ရင်စည်းကမ်းချိုးဖောက်မှုမူရဲဖိုင်ကိုထုတ်ပေးဖို့ပြောလိုက်ပါရည်။ဘရက်ကတော့ငါမင်းဘဝကိုဖုန်းတစ်ခါဆက်တာနဲ့ဖျက်ဆီးလို့ရတယ်လို့ပြောလိုက်တော့ရီချာကသူလဲဖုန်းတစ်လုံးနဲ့ခမားရဲ့ဘဝကိုအဆုံးသတ်ပေးလို့ရတယ်လို့ပြန်ပြောလိုက်ပါရည်။ဘရက်ကစမ်းကြည့်ခြင်းမူရပါရည်။ရီချာကအမြန်ဆုံးပဲအိမ်သုံးချိုးဖုန်းကိုတုံးပြီးတော့ဘရက်လီဘင်းကိုဆွဲညက်လိုက်ပါရည်။ဘရက်မခံတော့ဘဲဂျော့ဘလင်ရဲ့အမှုရဲဖိုင်ကိုထုတ်ပေးလိုက်ပါရည်။ချိန်နှမပဲရော့စကူက ဖီလီကိုအာမခံနေလွတ်ပေးဖို့ရောက်လာပါတယ်။ဒါမှဖီလီအတွက်ဒေါသထွက်ပြီးတော့ဒေသခံရဲတွေကိုတရားစွဲမယ်လို့ပြောပါတယ်။ဒါပေမဲ့ဖီလီကထားလိုက်ပါတော့ငါတို့မှပို့ပြီးတော့အရေးကြီးတဲ့လုံစရာကိစ္စတွေရှိသေးတယ်လို့ပြောလိုက်ပါတယ်။တောသားဆိုင်ဆိုင်မှာတွေးကြပြီးတော့တယောက်စီရထားတဲ့အချက်လက်တွေကိုအတိတ်လောက်ကြပါတယ်။ပြီးတော့နောက်ထပ်မစ်ရှင်ကိုစတင်မှုအတွက်ပြင်ဆင်ကြပါတယ်။ Rose ကကောင်းကားတဲ့ကိစ္စကိုဆက်စုံစမ်းမှုပြန်သွားခဲ့ပြီးတော့ Richard နဲ့ Finley တို့က ကလိုင်းနာရဲ့အိမ်ကိုသွားပြီးတော့ဂျော့ဘလင်ကိုရှီနေငါးရဲ့အကြောင်းနဲ့စပိုင်မီကကလိုင်းနာကိုဖုန်းခေါ်ထားတဲ့အကြောင်းကိုမေးမြန်းမှုသွားကြမှာဖြစ်ပါသည်ကလိုင်းနာနဲ့တွေ့ရတဲ့အခါမှာရီချာစကားပြောရင်အထူးကြိတ်ဒီပါလာနိုင်တာမျိုးဖီလင်းကပဲစကားပြောဖို့စီစဉ်ခဲ့ကြပါသည်သူတို့ကလိုင်းနာနဲ့တွေ့ရတဲ့အခါမှာတော့ဖီလင်းကချက်ချင်းပဲမေးခွန်းတွေကိုစမေးပါသည်ကလိုင်းနာကဂျော့ဘလင်လိုကောင်းကားတဲ့ရင်မောင်းတွေဟာအလုံးလုံးနေရင်ပြဿနာတွေရှိနိုင်လို့ကုမ္ပဏီရဲ့လုပ်ငန်းတွေဆက်လက်လေပတ်နိုင်မှုအတွက် ရှင်းနေငားထားရာဖြစ်ကြောင်းကိုရှင်းပြပါရစေ။စပိုင်မီကကလိုင်းနာကုမ္ပဏီကိုဖုန်းခေါ်ထားပြီးမှတ်တမ်းရှိတာဟာလေထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။သူတယောက်ကိုဖုန်းခေါ်ပြီးတော့ဘီယာတောက်ဖို့ချိန်တာလေဖြစ်နိုင်ပါရစေ။ကလိုင်းနာကဖင်းလီကိုဒီမျိုးနဲ့အသားမကျဘူးလို့ဝေဖန်လိုက်တယ်လို့မာဂရီကရှိတဲ့လူတွေတယောက်မှဖင်းလီကိုမကြိုက်ကြဘူး။ဒါကြောင့်ဒီမှုကိုလက်လျှော့လိုက်ဖို့တတိပေးလိုက်ပြီးတော့ဒါဟာအချိန်ကုန်ရုံပဲရှိမယ်လို့ပြောပါရစေ။ဖင်းလီကဒေါသထွက်သောပုံရပြီးတော့ကလိုင်းနာကမာဂရီရဲ့ဖခင်ကြီးဖြစ်နိုင်ပေမယ့်ကလိုင်းနာကသူ့အဖေမဟုတ်တာမို့သူ့ရဲ့ဌာနကလူတွေကိုဆက်ပြီးတော့ ဆရာလိုလိုလာညွန်ကြားတာမျိုးတွေလုပ်နေရင်ဒါမှမဟုတ်သူ့ရဲ့စုံစမ်းရေးတွေကိုထပ်ပြီးတော့နှောက်ရှက်နေမယ်ဆိုရင်ခမားဟိဆောက်သက်ထွက်သွားတဲ့အထိခမားဖင်ကိုကြုတ်ချောင်းနဲ့အဆောင်ခံပြစ်မယ်လို့ပြောလိုက်ပါတယ်။ဗင်းလေအဲ့ဒီလိုပြောတာကြတော့ရီချာလေးခိုးပြီးတော့ယင်နေပါတယ်။ကလိုင်းနာလေးတင်းသွားပြီးတော့နှစ်ယောက်စလုံးကိုမောင်းထုတ်လိုက်ပါတယ်။အပြန်မှာတော့ရီချာကဖင်းလေကလိုင်းနာကိုချင်းချောက်ခဲ့တာကိုချီးကျူးပါတယ်။ဖင်းလေလောက်တာမှန်နေလို့လည်းသူထင်ပါတယ်။အခုဖင်းလေရဲ့အိမ်ကလည်းလုံခြုံမှုမရှိတော့တာမို့ရီချာကယူစရာရှိတဲ့ပစ္စည်းတွေကိုယူပြီးတော့မော်တယ်ရီမှာသွားနေဖို့နဲ့ နာမည်အတုပဲပြီးပြီးတော့ငွေသားတွေပဲတုံးမှုပြောလိုက်ပါရီနောက်တစ်ခါမှာတော့ရီချာကကလိုင်းနာရဲ့နွားစာအကြောင်းရော့စကိုကိုမေးပါရီနွားဤတန်းနဲ့နှိုင်းရှင်ရင်နွားစာကအရန်များနေတယ်လို့သူထင်နေပါရီဒိုင်မင်းရော့စကိုကဒါဟာပုံမှန်ပဲထင်တယ်လို့ပြောလိုက်ပါရီဖင်းလေးကကလိုင်းနာကပါဝင်ပတ်သက်နေနိုင်တာမို့စုံစမ်းမှုအတွက်ရီချာကိုတောင်းဆိုလိုက်ပါရီရီချာကသဘောတူတယ်လို့ပြောလိုက်ပြီးတော့သူ့ကိုအပါဝင်လူအများကြီးတီးဆုံးခဲ့ရတာမို့ရီချာကလူသက်သမားကိုဖော်ထုတ်ပြီးတော့ဂျိုးအတွက်တရားမျှတမှုကိုရအောင်လုပ်ပေးမယ်လို့ပြောပါရီဒါဟာအချိန်ယူရမယ့်ကိစ္စဖြစ်ပါရီ ဒါပေမဲ့သူ့မှာအဘိုးဆုံးအရာကတော့အချိန်ပဲဖြစ်ပြီးတော့ကလိုင်းတော်ကိုရှင်းထုတ်ရမယ့်အလုပ်ကပထမဆုံးလုပ်ရမှာမဟုတ်ပါဘူး။အဲဒါကနောက်ဆုံးအဆင့်မှာ လုပ်ရမှာဖြစ်ကြောင်းကိုပြောလိုက်ပါရီ။ရော့ဆိုကဂျော့ဖလင်ရဲ့ဇနီးကိုသွားမေးသင့်တယ်လို့ဝင်ပြောပါရီ။ဒါပေမဲ့ရီချာကစပိုင်ဘီကအဖြစ်ပဲဖြစ်ပြီးတော့သူ့ကိုသွားရှာမယ်လို့ပြောပါရီ။သူ့ကိုပတ်စံပြီးပြီးတော့ဘောကိုတတ်ခိုင်းတဲ့လူအကြောင်းရောင်းမင်းမယ်လို့ပြောလိုက်ပါရီ။အဲနောက်မှာတော့သုံးအောင်သားမျိုးပြင်ကစွန့်ပစ်ထားတဲ့အိမ်မှာတွေ့ဖို့ချင်းပြီးတော့တနီယာစီထွက်သွားကြပါရီ။ရော့ကိုပစ္စည်းတွေသွားဝင်ဂလိုင်းနာရဲ့တားဖြစ်သူကီဂျီနဲ့တွေ့ပါရီ။ ်ကေဂျီကသူ့ရဲ့ကားရှိမှပြည့်ရထားပါရီတကယ်တော့သူကရော့စ်ကိုကြိုက်နေတာပါကေဂျီကဘာတကလူသက်မှုနဲ့ပတ်သက်ပြီးတော့ပြောလိုက်ကရီချာကလူသက်သမားလို့ပြောပါရီရော့စ်ကတော့ဂူးမဆိုင်ပါဘူးကေဂျီကားတကားကမဖြစ်ရင်ကားဘုံမောင်းမှောက်ခိုင်းပြီးတော့လက်ထိတ်ခဲရလိမ့်မယ်လို့ပြောလိုက်တော့ကေဂျီနောက်ဆုတ်ပြီးတော့ဖယ်ပေးလိုက်ပါရီတစ်ဖက်မှာလည်းဖီနီကစတီဆိုတဲ့နာမည်ကိုသုံးပြီးတော့ပေါ်ရဲ့လှုပ်ဖို့ကြိုင်မဲ့တယောက်နဲ့ယင်းနီအောင်လှုပ်ပြီးတော့ ဘောရဲ့အကြောင်းကိုမသိမသာမေးကြည့်နေပါရင်ဘောဟာလောကနေထွက်သွားတာတနေ့လောက်ကြာပြီဖြစ်ကြောင်းကိုလည်းသိလိုက်ရပါရင်ဒီချိန်ထဲမှာရီချာကစပိုင်မီအမြဲလာတော့နေကြဘာဝူသွားပြီးတော့အဲဒီကလူတွေကိုမေးမြန်းပါရင်အဲဒီမှာလူကောင်ကြီးကြီးတယောက်ကသူတို့ဘာမှပြောပြမှာမဟုတ်လို့ရီချာကိုထွက်သွားဖို့ပြောလိုက်ပါရင်ရီချာကဒီလူဟာ ဘေဒန်လက်ဝိသမားဖြစ်ကြောင်းခံမှန်းလိုက်ပါတယ်။ဒါပေမဲ့လက်ဝိသမားကဘာမှမလုပ်နိုင်ခင်မှာပဲရေချာကသူ့ရဲ့ပေါင်ခွားကိုကန်လိုက်ပြီးတော့နောက်ထပ်ဆက်မပြတ်ထိုးလိုက်ကအမောင်းတိတ်လိုက်ပြီးတော့စပိုင်မီဘေမာလေးလို့မေးလိုက်ပါတယ်။လက်ဝိသမားကစပိုင်မီမျိုးပြင်ကိုစပိန်ကောင်တွေနဲ့ထွက်သွားကြောင်းနဲ့သူတို့အရန်အလင်းစလိုဖြစ်နေပုံရတယ်လို့ပြောပြပါတယ်။ရေချာကမိဖို့ကြောင့်နဲ့လက်အိတ်ကြီးကိုတွားယူပြီးတော့အပြင်ကိုထွက်သွားခဲ့ပါတယ်။ကောင်မောင်နေနဲ့သူ့ရဲ့နောက်ကိုလူတွေလိုက်လာတာကိုသတိထားမိပါတယ်။ရီချာကဒါဝူကြိုတင်ခံမှန်းထားပြီးသားပါရီချာကတနက်ကိုပြင်ဆင်ပြီးတော့လေခွင်းထဲကိုမောင်းထွက်သွားပြီးတော့ တတိစိတ်ကားပေါ်ကနေဆင်းလိုက်ပါရီသူနောက်လိုက်လာတဲ့သူတွေကအရင်တုန်းကရီချာနဲ့တိုက်ခိုက်ခဲ့မှုတဲ့လူနှစ်ယောက်ဖြစ်နေပါရီသူတို့အားတနက်ကိုအသင်းပြင်ပြီးတော့ရီချာရဲ့ကားကိုဆစ်ဆင်းနေပါရီရီချာကနောက်ကနေတတိစိတ်ချီကပ်ပြီးတော့နှစ်ယောက်စလုံးကိုပြစ်တက်လိုက်ပါရီရီချာကကြီကွန်ကိုကောက်ယူလိုက်ပြီးတော့သူပြင်ဆင်ထားတဲ့လက်အိတ်တွေကိုဝတ်ပြီးတော့အလောင်းတွေကိုဆစ်ဆေးလိုက်ပါရီသူတို့ရဲ့လောကဖြစ်ပုံရတဲ့ပတ်စံတွေကိုယူလိုက်ပြီးတော့အလောင်းတွေကိုကားနောက်ကိုဆွဲသွားလိုက်ပါရီဒါမှမဟုတ်ပိုဆိုးတာကရီချာကကားနောက်ခန်းကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာပဲ Spy ရဲ့လောင်းကိုတွေ့လိုက်ရတဲ့အချိန်မှာ season 1 episode 3ကလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာဒီပိုင်းမှာတော့ Reacher ကကားနောက်ခန်းကိုဖြွင့်ကြည့်လိုက်ပြီးတော့ Spy ရဲ့အလောင်းကိုတွေ့လိုက်တဲ့အခန်းကနေပြန်လည်စတင်ထားပြီးတော့ Spy ကနှစ်ဖူးအလေတဲတဲကိုပြစ်သက်ခံထားလို့ဘသူကနောက်ွယ်ရကြိုးကင်နေတာလဲဆိုတာကိုမေးလို့မရတော့ပါဘူး Reacher ကအလောင်းဒီအားလုံးကိုကားနောက်ခန်းထဲထည့်ပြီးတော့ထဲလို့ဆောင်းအောင်သူတို့ရဲ့ခြေထောက်လေးတွေကိုပါချိုးပြီးတော့ထည့်လိုက်ပါတယ်မကြာခင်မှာ Finley ကဖုံးဆက်ပြီးတော့ Spy အကြောင်းမေးပါတယ်ဒါပေမဲ့ Reacher ကဘာမှမတွေ့ဘူးလို့သာလိန်ပြောလိုက်ပါတယ် ဖင်းကပေါ်ကသူ့ရဲ့ဇနီးကိုလိန်ထားတာဖြစ်ပြီးတော့တကယ်တော့သူ့ဘဏ်မှာအလုံးမလုံးတာကတနည်းလောက်ရှိပြီလို့ပြောပြလိုက်ပါတယ်။ဒရိုက်ဘာတယောက်ကမီးလောင်နေတဲ့ကားအကြောင်းသတင်းပို့လာလို့ဖင်းကသူ့အခုအဲ့နေရာသွားနေတာဖြစ်ပြီးတော့69လမ်းပြီးကတော်လန်လမ်းကြောင်းကိုနားမှာလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ရီချာလေးဖင်းလီရှိရာကိုကားမောင်းသွားခဲ့ပါတယ်။ဖင်းလီကသူ့ရော့စကိုကိုဒီကားရဲ့နံပါတ်ပြဟာမော်ရီဆန်ဖန်စီကရဲရာဇဝဲကောင်ရဲ့ကားနံပါတ်ပြလို့တီးကိုလိန်ပြောခိုင်းကြောင်းပြောပါတယ်။ဒါပေမဲ့တကယ်တော့နံပါတ်ပြမရှိပါဘူး။ရီချာကဒါဟာဂျိုးရဲ့ကားဖြစ်နိုင်မလားလို့တန်တရားဝင်ပါတယ်။ ဒါဟာ SUV ကားဖြစ်ပြီးတော့ဂျိုးရဲ့ကိုကလည်းမြင်နေလို့ပြောပါရီရီချာကကားကိုစစ်ဆေးကြည့်လိုက်ပြီးတော့မီးလောင်မှုဟာအင်ဂျင်ဒါမှမဟုတ်စီတိုင်ကီကစတင်ခဲ့တာမဟုတ်ပဲအလဲဘဟိုကနေမီးဆလောင်ပြီးတော့အပြင်ကိုပြန်သွားခဲ့တာလို့ပြောလိုက်ပါရီခဏကြာမှပဲ Ross ကိုရောက်လာပါရီရီချာကခရမ်းကျင်သည့်ဆော့ကိုသုံးပြီးတော့ပိုတိုက်တန်းဆင်လိုက်တဲ့အခါမှာတော့နမက်ကုတ်ကပေါ်လာခဲ့ပါရီဖင်းလီကစစ်ဆေးမှုရလဲမြ мян ရအောင်လို့ FBI က PKC ကိုပို့ပြီးတော့ license နံပါတ်ပြောင်းကိုစစ်ဆေးလိုက်မယ်လို့ပြောလိုက်ပါရီရီချာက spy မီတီဆုံးသွားတဲ့အကြောင်းနဲ့ တောင်အမေရိကစစ်သားတွေရဲ့အလောင်းတွေအကြောင်းကိုရော့စကိုကပြောပြလိုက်ပါတယ်။ဖီလီကျတော့ခနာကရီချာသူ့ကိုလိန်ပြောလိုက်တာကိုမကြည်မနှက်ဖြစ်သွားခဲ့ပါတယ်။သူတို့ကိုစစ်စီမင်းမြတ်မင်းအစားတက်ပြလိုက်တာကိုလည်းမကြည်နဲ့ပါဘူး။ဒါပေမဲ့ရီချာကသူတို့ကိုမတက်ရင်သူတို့တတ်တာကိုခံရမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ရီချာကအလောင်းတွေကိုသွားဖြောက်ဖြက်ရမှာဖြစ်ပြီးတော့ဒီကြောင်းကိုဘယ်သူမှပေးသိလို့မရသေးကြောင်းဂျိုးကိုဘယ်သူတက်လဲဆိုတာသူတို့စုံစမ်းနေတော့မှလူသက်သမားကိုမသိရမချင်းလျှို့ဝှက်ထားမယ်လို့ပြောလိုက်ပါရီရော့စ်ကိုလေရီချာနဲ့လိုက်သွားမယ်လို့ပြောလိုက်ပါရီ ရော့စကိုအလောင်းတွေကိုကြည့်လိုက်တဲ့အခါမှာဂျီဇန်ကနောက်ကျိုးဖောက်ထွက်သွားတာကိုတွေ့တော့မကြည်နဲ့ဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့ရီချာကဖီလီကိုပြောတော့ငါတမျိုးအခုတမျိုးဖြစ်နေလို့ပါ။ရီချာကဖီလီကြားကျင်တဲ့ပုံစံကိုပဲပြောလိုက်တာဖြစ်ပြီးတော့ဒါဟာရုပ်ရှင်မဟုတ်ဘူး။တပ်ဖို့အခွင့်အရေးရနေတုန်းမှတမ်းမရမယ်လို့ပြောပါတယ်။ရော့စကိုတော်တော်လေးအံ့ဩတင်သွားပြီးတော့ဘာတဲ့မှာတကယ်ဘာဖြစ်ခဲ့တာလဲလို့တဲပဲမေးလိုက်ပါတယ်။ KJ သူ့ကိုလာပြောခဲ့လို့သိခဲ့ရတာဖြစ်ပြီးတော့ရော့စကိုက သူတွေ့ပြီးတော့လုံးလုံးနေတဲ့သူကဘယ်လိုလူမျိုးလဲဆိုတာသိမှရမယ်လို့ပြောလိုက်ပါရင်ရေချာကဘာတမ်းမှာဖြစ်ပျက်ခဲ့တာကိုပြန်ပြီးတော့ပြောပြလိုက်ပါရင်တကယ်တော့အဲ့ဒီနေရာကဘာတမ်းမဟုတ်ပါဘူး။မြောက်ဘက်၄၀ကီလိုမီတာအကွာမှာရှိတဲ့ရွာလေးတစ်ရွာပါ။ရေချာကပျောက်ဆုံးနေတဲ့ PSC ကိုခြေအားခံနေတော့မှပဲအသက်၁၀နှစ်ဝယ်ကလေးအုပ်စုတစ်ခုဟာဘုံခွဲခံရတဲ့လေရင်ခွင်းထဲမှာနေတိုင်းဘုံလုံးကစားနေကြတာကိုတွေ့လိုက်ရပါရင်သူတို့ကရေချာကိုမြင်တိုင်းလက်ပြနှုတ်ဆက်ကြပါရင်ဒါကြောင့်မှအရင်နောက်ကြနေပြီဖြစ်ပေမဲ့သူတို့ပြန်မလာကြသေးပါဘူး။ ကလေးတွေအိမ်မြန်ရောက်ပြီလားဆိုတာသိကြခြင်းလို့ရီချာကလေရင်ဝင်းကိုပြန်သွားပါတယ်။ဒိုင်မင်းရွာကလူကြီး၃ဦးကကလေးတွေကိုမဖွေမရအနိုင်ကျင့်ဖို့လုပ်နေရကိုတွေ့လိုက်ရပါတယ်။ရီချာကကလေးတွေကိုအိမ်မြန်ခန်းလိုက်ပြီးတော့လူကြီးတွေကိုတော့အီရက်ရဲရီစီမအဖမ်းခံမလား။ဒါမှမဟုတ်သူနဲ့ရှင်းမလားဆိုပြီးတော့ရွေးခိုင်းပါတယ်။ဒိုင်မင်းလူငနွားကြီးတွေကတော့သူတို့တိုက်ခိုက်ဖို့လာကြတာကြောင့်ရီချာကသူတို့ကိုတပ်ပြစ်လိုက်ကြောင်းပြောပြလိုက်ပါတယ်။ရော့စ်ကဒီအကြောင်းကို KG ဘလူတိတာလေလို့မေးလိုက်တော့ ရေချာကကလိုင်းနာမှာပတ်စံရှိတော့ KJD အကြောင်းကိုသိတာမဆမ်းပါဘူးလို့ပြောလိုက်ပါရင်ရေချာကကလေးတွေကိုမဖွင့်မရလှုပ်တဲ့လူတွေကိုသူတက်တာနဲ့ပတ်သက်ပြီးတော့ Rosco ကပြဿနာရှိလားလို့ပြန်မေးလိုက်ပါရင်ဘာလို့လဲဆိုတော့သူလဲသူတွဲပြီးတော့အလုံးစုံနေတဲ့သူကဘလို့လူမျိုးလဲဆိုတာကိုသိကျင်လို့ပါလို့ပြောလိုက်ပါရင် Rosco ခဏလောက်ငြိမ်သွားပြီးတော့ပြဿနာမရှိပါဘူးလို့ပြန်ဖြေပါရင်ရေချာကသူ့ရဲ့ကြွမ်းကျင်မှုကိုသုံးပြီးတော့ Rosco ကိုကားပါကင်လေးကိုတိတ်ဆိတ်ခေါ်သွားပါရင်သူတို့အလောင်းတွေကိုလေးစိတ်မှသွားပစ်လိုက်ပါရင် ရော့ဆူကဘီကားရဲ့နံပါတ်ပြားကိုဖြုတ်ယူလိုက်ပြီးတော့ကားပါကင်ကနေပြန်ထွက်လာခဲ့ကြပါတယ်။ရီချာကတော့ကလိုင်းနာရဲ့နွားစာတည်ယူဖို့ဆောင်မှုလွန်ကျုံဖြစ်နေတာကိုဆက်ပြီးတော့တန်တရားဝင်နေခဲ့ပါတယ်။အဲနောက်မှာတော့သူတို့ကဟိုတယ်တစ်ခုကိုသွားခဲ့ပြီးတော့သူတို့စီးလာတဲ့ကားရဲ့နံပါတ်ပြားကိုခဏကရော့စ်ကိုဖြုတ်ယူလာတဲ့နံပါတ်ပြားနဲ့လေးလိုက်ပြီးတော့ဟိုတယ်တွေကိုဝင်သွားခဲ့ပါတယ်။ဟိုတယ်တွေကိုရောက်တော့ခဏခဏမှာယူဖို့လုပ်ပြီးမဲ့လူကျင်တဲ့ခန်းကတခန်းပဲရှိတော့တာမူတခန်းပဲယူလိုက်ပြီးတော့ရီချာကပတ်စံထုတ်ပြီးတော့ရှင်းလိုက်ပါတယ်။အဲဒီပတ်စံကတောင်အမေရိကစစ်သားတွေရဲ့အလောင်းနီစီကရလာတဲ့ပတ်စံတွေပါပဲ။ အခန်းထဲကိုရောက်တော့ရီချာကတကားကိုဖွင့်ရခတ်အောင်လုပ်လိုက်ပါရီလူတွေအခန်းကိုဖောက်ထင်းဝင်ရောက်လာရင်တတ်ဖို့အချိန်ရအောင်လို့ပါပြီးတော့စနိုက်ပါသမားတွေမမြင်နိုင်အောင်လေပဒင်းမောက်ကကလကာကိုပိတ်လိုက်တယ်လို့သူ့ကောင်းရဲ့ဂျီနီယာကိုခံမှန်းရခတ်အောင်လေအေးရကိုလည်းရှူလိုက်ပါရီရော့စကိုအန်ဝန်တင်ပြီးတော့ကြည့်နေပါရီအဲ့ဒီချိန်မှာပဲမူလီကဖုံးဆက်လာပါရီသူဂျိုးရဲ့အချက်လက်တွေကိုအကုန်စုဆောင်းပြီးပြီလို့ပြောပါရီသူတို့ယထာပူရာယုံမှာတွေ့ဖို့ချိန်လိုက်ပါရီရီချာနဲ့မူလီတို့ဂျိုးနဲ့ပတ်သက်ပြီးတော့ရင်ဖွင့်စကားပြောကြပါရီမူလီကဂျိုးကသူညီဟာတော်ကြောင်လူကောင်းတယောက်ဖြစ်ကြောင်ပြောလို့ရှိပြီးတော့ ဂျိုးဟာအကြီးဖြစ်ပြီးမှသူညီကိုလေးစားနေခဲ့ကြောင်းကိုပြောပြပါရင်ရေချာကသူ့အတွက်တော့သူဂျိုးဘေးမှာရှိနေရင်ကိုကိုကိုတိမ်ငယ်စီတယ်လို့ခံစားအကြောင်းကိုပြန်ပြောပါရင်ရေချာကိုရိုင်းနဲ့နာကျင်နေပြီးမှမိုးလီကိုနှင်းသိမ့်ပေးဖို့ကြိုးစားခဲ့ပါရင်ရော့ဆိုကမိသားစုကိုဆုံးရှုံးရတာကကြီးမားရေးနာကျင်မှုတစ်ခုပဲလို့ဆိုကရေချာကိုနှင်းသိမ့်ပေးပါရင်ရေချာရေချိုးတော့ရော့စ်ကိုကိုအခန်းကိုဆောင်ခိုင်းပါရင်သူတို့အခန်းဝင်ဆောင်မှုမမထားတာမို့ဘသူဝင်လာလာပြစ်တက်လိုက်လို့ပြောပါရင်ဒါပေမဲ့ရော့စ်ကိုကအခန်းကိုမဆောင်မဲ ဝက်စားရီကိုချုပ်ပြီးတော့ရေတူချိုးဖို့လိုက်လာခဲ့ပါရင်ရေချာကအခုဘသူအခန်းငါးကိုစောင့်နေလေလို့မေးလိုက်ပါရင်ရော့ဆူကပြုံးလိုက်ပြီးတော့အနမ်းမိုးတွေနဲ့ရွာချလိုက်ပါရင်အဲနောက်မှာတော့နှစ်ယောက်သားပတ်ဝန်းကျင်ကိုခဏတာမေးသွားခဲ့ကြပြီးတော့အချစ်ကဘာလေးကိုရောက်ရှိသွားခဲ့ကြပါရင်နောက်တနေ့မနက်မှာပဲသူတို့ဂျော့ဘလင်ရဲ့ဇနီးစီကိုသွားကြမှာဖြစ်ပြီးတော့ဒီချိန်မှာသူမကရဲတွေကိုသဘောကျတော့မှာမဟုတ်ဘူးဆိုပေမဲ့ရော့ဆူကစကားပြောကြည့်လိုက်မယ်လို့ဆုံးဖြတ်လိုက်ပါရင်ညာကငကူတူချစ်ချစ်နူးခဲ့ကြတဲ့ကိစ္စကဘာကူမှပြောင်းလဲစီမှာမဟုတ်ပါဘူး သူတို့မှာလုံးစရာလုံးတွေရှိတယ်လို့ Rosco ကပြောလိုက်တော့ Richard လေးသဘောတူလိုက်ပါတယ်သူတို့ Job လင်ရဲ့မိဘတွေကိုတွေ့ပါတယ်သူတို့နှစ်ယောက်စလုံးသားပြည့်သူတည်သွားပြီဆိုတာကိုမသိသေးပါဘူး Richard က Job လင်နေကောင်းကြောင်းကိုနေကခိုးမှုတွေအများကြီးရှိပေမဲ့ Job မပါဝင်ကြောင်းလိန်ပြောလိုက်ပါတယ်မိခင်ဖြစ်သူဟာစိတ်သက်သာရာရသွားခဲ့ပြီးတော့သားပြည့်သူဟာသူတို့နဲ့မနေဘဲသူ့မိမနဲ့အတူနေတာဖြစ်ကြောင်းပြောလိုက်ပြီးတော့လိပ်စာကိုပေးလိုက်ပါတယ်အပြင်ကိုထွက်လာတဲ့အခါမှာ Rosco က Richard လင်လိုက်ရတဲ့အကြောင်းကိုမြင်တော့ Richard ကအမှန်ပြောလိုက်ရင်သူတို့ကထိတ်လန့်သွားမှဖြစ်ပြီးတော့ ါတို့ကနှစ်သိမ့်ပေးဖို့အချိန်မရှိဘူးလို့ပြောလိုက်ပါ ರೀ တစ်ဖက်မှာလည်းတေကဖီလီကိုခေါ်တွေ့ပြီးတော့ကလိုင်းနာကိုချိန်ချောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စူပူပါ ರೀ နောက်တစ်ချိန်အဲ့လိုမလုံးနဲ့ကလိုင်းနာကိုလီလီဆာဆာဆက်ဆန်သူကမာဂရီရဲ့ဂျီဇူးရှင်မာလို့ပြောလိုက်ပြီးတော့မော်ရီဆန်ဖန်စီကလေးရာဇဝဲကောင်တွေရဲ့ဖိုင်တွဲကိုပြေးလိုက်ပါ ರೀ တေကပြည်သူတွေကိုစိုးရင်ပူပန်နေလို့တရားခံကိုအမြန်ဆုံးရှာပေးဖို့နဲ့သူခွင့်ပြုချက်မတောင်းမင်းနဲ့ဖီလီကိုဒီထက်ပို့ပြီးတော့ဘာမှမလုပ်ဖို့တင်းတင်းကြပ်ကြပ်အမိန်ပေးလိုက်ပြီးတော့မုံရင်သူဒီမှုကိုရက်ခံရမယ်ဒါမှမဟုတ် ဒီချက်ပိုဆိုရင်တော့ထုတ်ပြမယ်လို့ပြောပါရီအဲဒီချိန်မှာပဲစတီဗင်ဆန်ကဖီလီကိုသူ့ဖိဖုံးဆက်တယ်လို့လာပြောပါရီဖီလီဖုံးကန်လိုက်တဲ့အခါမှာတကယ်တော့ပီကတ်ပါသူကချာလီတို့မိသားစုနေကောင်းကြောင်းပြောလိုက်ပြီးတော့သူတို့တွေတနည်းအားမှာတွေးဆုံကြဖို့ချိန်လိုက်ပါရီအဲဒီနောက်မှာပီကတ်ကချာလီကိုတနက်ကမ်းပေးလိုက်ပြီးတော့သူအပြင်ခဏသွားမှမို့တကယ်လို့သုံးဖို့လိုအပ်လာရင်တုံဆိုင်မင်းနေပဲနဲ့တုံဆိုင်နာကမင်းကိုတတ်သွားလိမ့်မယ်လို့ပြောလိုက်ပါရီအချိန်ရင်းမှာပဲရေချာတို့က ဂျော့ဘလင်ရဲ့ဇနီးမစ်လာနဲ့တွေ့ပါရင် မစ်လာဟာသူ့ရောက်ကြတည်သွားပြီဆိုတာကိုသိပေမဲ့ဝမ်းနဲ့ပူဆွေးတဲ့ပုံစံမပြပါဘူး။ဘာလို့လဲဆိုတော့မစ်လာကသူ့ရဲ့ယောက်ျားဟာတရားမဝင်တဲ့အရာတစ်ခုကိုလုပ်နေရဆိုတာကိုလည်းသိတယ်လို့အရင်ကလည်းသူ့ကိုတတိပေးပြီးသားလို့ပြောပါရင်ဂျော့ကလေးပိစက်တွေကိုတည်ယူပို့ဆောင်တဲ့အလုပ်ကိုလုပ်ပြီးတော့ကုမ္ပဏီကနေလေးလေးပိစက်တွေကိုခိုးယူနေပါရင်ရေချာကမစ်လာကိုသူ့အကူလေးအသက်ခံရအောင်ပြောပါရင် မစ်လာကလေးပိစက်ထဲတဲ့တစ်တာတွေကိုသွားကြည့်ဖို့ခေါ်သွားပါရင်ဒါမှမဟုတ်ထင်သလောက်အချက်လက်တွေတော့မရခဲ့ပါဘူး။အဲဒီအချိန်မှာဖင်နီကဖုန်းဆက်လာပြီးတော့ ီကနေ့တွေ့ဆုံရမယ့်နေရာကိုပြောလိုက်ပါရီရေချာတို့ကလည်းမစ္စလာကိုနှုတ်ဆက်ပြီးတော့ကောင်းမောင်နေနဲ့ရေချာကငွေအကျူတွေကိုတောင်အမေရိကမှာထုတ်လုပ်နေကြောင်းသူ့ရဲ့ခံမှန်းချက်ကိုပြောလိုက်ပါရီရေချာကဂျော့ဗလင်ဟာလီပီဇက်တက်တာတွေထဲမှာငွေကျူတွေကိုတိတ်ဆိတ်ထည့်ပြီးတော့သူကအဲ့ဒီတွေကနေတချို့ကိုခိုးယူနေတာလို့ယုံကြည်မှုအပြည့်နဲ့ပြောလိုက်ပါရီဒါပေမဲ့လည်းဂျိုးရဲ့ဖိုင်နီနဲ့ဂျာရီကိုအတီးပြုတ်ဖို့စောင့်အောင်ပါနယ်သားပီကနေတွေ့ရတဲ့အခါမှာပီကကသူစစ်ဆေးပြီးသားကားနံပါတ်အချက်အလက်တွေကိုပြောပါရင်ဂါယောဟိုတယ်ဂရွန်ဟန်စင်နာမည်နဲ့ဂျူတင်မာယူထားပါရင် ရီချာကဒါဟာဂျိုးမန်းချစ်ချင်းတိလိုက်ပါရီသူဒီနာမည်ကိုသုံးရတာချိန်ပါရီဘီကက်ကဟိုတယ်လိပ်စာကိုပေးပါရီရီချာတို့အဲ့ဒီကိုသွားပြီးမဲ့ဂျိုးရဲ့ဝယ်စားအိတ်နဲ့စာရွက်စာတန်းတွေကိုလူတယောက်ကယူသွားပြီးပြီလို့တိလိုက်ရပါရီဝန်ထမ်းကအဲ့လူဟာရုံးလို့ကိုကိုကိုပြောပြီးတော့လွန်ခဲ့တဲ့မိနစ်20လောက်ကလာယူသွားတာပါအရင်မောင်းတင်းနေပြီးတော့စပိန်လူမျိုးဖြစ်နိုင်တယ်လို့ပြောပါရီရော့စကိုကသူတို့တလန်းနှောင်းကြနေပြီလို့ပြောပါရီရေချာကသူတို့စာရဲစာရဲတွေကိုယူသွားခဲ့ပြီးတော့အဝိစာအိတ်ကိုထားခဲ့မှတီးကြတယ်လို့ခံမှန်းလိုက်ပါရီသူတို့ဝိစာအိတ်ကိုမိုက်ပုံးထဲမှာထွေပါရီ ရီချာကဂျိုးဟာသူထင်ထားသလောက်တော်ရည်ဆိုရင်ရည်ကြီးတဲ့စာရွက်စာတမ်းတွေကိုဒီအိတ်ထဲမှာထားခဲ့မှတေးကြရည်လို့ပြောလိုက်ပါရီတကယ်လဲအဲ့လိုပါပဲစာရွက်တွေကိုဝတ်စုံထဲမှာဝတ်ထားပါရီဒါဟာနားလျားခက်တဲ့အချက်လက်တွေဖြစ်ပြီးတော့နောက်ထပ်အသေးပေရှာရအောင်မှဖြစ်ပါရီနှစ်ယောက်သားပြုံးနေတော့မှပဲပြေခတ်တိုက်ခိုက်ခံလိုက်ရပါရီသူတို့ကိုပြစ်လိုက်တဲ့လူနှစ်ယောက်ကစာရွက်ကိုပြန်လာယူတာတေးကြပါရီရီချာကအစီအစဉ်တစ်ခုကိုချလိုက်ပြီးတော့သူစာရွက်ကိုကင်ပြီးတော့အဲ့လူနှစ်ယောက်မြင်အောင်ဖြေးသွားပါရီလူနှစ်ယောက်ကလည်းကားနဲ့ရီချာနောက်ကိုဆက်မောင်းလို့မရရတဲ့အထိလိုက်လာခဲ့ကြပါရီ ရေချာကခွင့်ရရတာနဲ့တယောက်ကိုပြစ်တက်လိုက်ပါတယ်အဲလူနှစ်ယောက်ကဆွေမျိုးတွေပါဂျန်နီတယောက်ကရေချာနောက်ကိုအမြန်ပြေးလိုက်လာပါရီရေချာကစောင့်နေခဲ့ပြီးတော့သူ့ကိုခုံဝင်တိုက်ခိုက်လိုက်ပါရီခဏလောက်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့တပတ်လူကတနက်နေ့ရေချာကိုချိန်လိုက်ပါရီသူ့မျိုးတွဲလက်စားချေဖို့ရေချာတတ်တော့မဲ့အချိန်မှာရော့စ်ကိုကရောက်လာခဲ့ပြီးတော့ခေါင်းကိုပြစ်ချလိုက်ပါရီရော့စ်ကိုမျက်နှာတီတီနဲ့ရှောက်လာပါရီရေချာကလည်းကျေးဇူးတင်ကြောင်းပြောပါရီဒါပေမဲ့ရော့စ်ကရေချာကိုပိုက်ရိုက်လိုက်ပါရီသူရေချာမှာဆာရွက်ရှိနေရင်သူတို့ကရေချာနောက်ကိုလိုက်သွားမယ်ဆိုတာသိနေရတဲ့ အဲ့လိုလုပ်လိုက်တာကြောင့်ရော့ဆိုကရီချာကိုအယမ်းမကြည့်နဲ့ဖြစ်နေပါတယ်။သူကရဲရရှိတယောက်ဖြစ်ပြီးတော့ကလေးမဟုတ်တယ်လို့သူ့ကိုကာဝယ်ပေးတာကိုမလို့ချင်းကြောင်းနဲ့ညာကချစ်ချင်နူခဲ့တဲ့ကိစ္စကြောင့်ဘာကူမှပြောင်းလဲစီမှာမဟုတ်ဘူးလို့သူတို့သဘောတူထားပြီးသားကိုပြောလိုက်ပါတယ်။ရီချာကဂျိုးတီဆုံးပြီးကလေးကရော့ဆိုကသူ့ကိုစိတ်သက်သာရရစီတယ်တူတဲသောလူဖြစ်ကြောင်းကိုပွင့်လင်းလင်းပြောလိုက်ပါတယ်။ရီချာလေးဖီလီစီဖုန်းဆက်ပြီးတော့တဖက်လူတွေဟိုတယ်လေးဆောက်ကိုဘလို့တည်သွားလဲဆိုတာကိုတန်တရားဝင်နေကြပါတယ်။ ဖင်းနီကသူပီကင်းနဲ့ဖုန်းပြောခင်ဒီမှာစတီဗင်ဆန်ကဖုန်းကင်ခဲ့တာကိုသတိရသွားပါတယ်ဒီလိုအားပြစ်ကင်းမှုရပါမိတကယ်တော့အနေအများပါတယ်စတီဗင်ဆန်ကဖင်းလီပီကင်းနဲ့ပြောတာကိုဖျက်ပြီးတော့နားထောင်နေတာဖြစ်နိုင်ပါတယ်အဲနောက်မှာတော့ရီချာတို့ကမြို့ပြမှာဆွပြစ်ထားတဲ့အိမ်မှာတွေ့ဖို့ချိန်နှိုင်းကြပါတယ်ရော့ဆိုကစိတ်ဆိုးနေတော့မှပဲဒါကြောင့်ရီချာကရော့ဆိုကိုအကောက်ဝယ်ပေးတာမလိုဘူးဆိုတာကိုသိပြီးမဲ့သူဟာသူ့ရဲ့ဗီဇာတိုင်းပဲလုဆောင်တာလို့ရှင်းပြပါတယ်ဘာလို့လဲဆိုတော့သူအဲ့လူလေးချင်းတင်ကြားပေးခံထားတာပါလို့ပြောလိုက်ပြီးတော့သူ့ရဲ့အတိတ်ကိုပြန်ပြီးတော့မြင်အောင်နေပါတယ် ဂျိုးနဲ့ရီချာတို့ဟာလူငယ်အုပ်စုတစုနဲ့ရန်ဖြစ်ခဲ့ကြပါရီအိမ်တော်မှာတယောက်ဟာဗိုလ်ချုပ်ကြီးရဲ့သားဖြစ်ပါရီဒါကြောင့်သူတို့ရဲ့ဖေရာဒူးရှော့ချခံခဲ့ရပါရီဂျိုးအားဒါမတရားဘူးလို့ပြောပါရီသူဖေကနောက်မှဘာလို့လို့တေချာစဉ်းစားပါလို့ပြန်ပြောပါရီဂျိုးအားရီချာကိုအဖေတို့ကိုမုန်းနေမှာတေချာတယ်လို့ပြောပါရီရီချာကသူတို့အဖေနဲ့တော့ပြောဖို့လုပ်ပါရီဂျိုးအားတားလိုက်ပြီးတော့ရီချာကအသက်၁၂နှစ်ပဲရှိသေးလို့တကယ်ဆမှာမပါဝင်စီခြင်းမှုလို့ပြောပါရီလက်ရှိချိန်မှာတော့ရီချာတို့သုံးအောင်တွေ့ဆုံခဲ့ကြပြီးတော့ ရရှိလာခဲ့တဲ့စာရွက်တွေကချက်လက်တွေကိုဖော်ထုတ်နေခဲ့ကြပါတယ်။အဲဒီစာရွက်ထဲမှာမက်ဖီမျိုးကသဘောပုံရှင်ထိန်းသိမ်းရုံးရဲ့ဖုန်းနံပါတ် GW ဆိုတဲ့အတူကောင်းစလုံးပြီးတော့ဥရောပကနေနောက်သုံးရက်ကြာရင်ပြန်လာမယ်။တက္ကသိုလ်နှစ်ခုကစီးပွားရေးပညာသင်ပေးတဲ့ဆရာကြီးရဲ့ဖုန်းနံပါတ်တွေကိုတွေ့ရှိရပါတယ်။အဲဒီနောက်မှာရီချာကသူ့ရဲ့ရင်လောင်းငွေသားဟောင်းစုံတော်မလီနီကလီကိုဖုန်းဆက်ပြီးတော့ မဖစ်မှာရှိတဲ့ GW ဆိုတဲ့အတူကောင်းနာမည်နဲ့ပတ်သက်တဲ့အကြောင်းကိုစုံစမ်းခိုင်းပါရီ။အဲနောက်မှာတော့ Richard တို့ကဂျိုးရဲ့စာရွက်စာတန်းကြီးကိုယူဖို့မူလီနဲ့ယထာဘူရာယုံမှာသွားတွေ့ခဲ့ကြပါရီ။မူလီယထာဘူရာယုံရောက်လို့ Richard ကိုမြင်လိုက်တော့ဂျိုးနဲ့အရန်တူတွေဆိုတာကိုသိလိုက်ရပါရီ။မူလီကဆက်လီကားထိတ်မှတွေ့ဖို့အချက်ပြလိုက်လို့ Richard တို့စောင့်နေကြပြီမေ။ဘာရီဖြစ်သွားလို့တော့မသိဘူး။သူမှပုံမလာတော့ပါဘူး။အဲဒါနဲ့ပဲ Richard တို့တောင်းအောင်ကလူခွဲပြီးတော့ရှာကြည့်တော့ Richard ကမူလီရဲ့အိတ်ကို ယထာလမ်းမီးမှာတွေ့ရရပြီးတော့ဆာရွက်ဆာတန်းတွေကတော့အိတ်သေးမှမရှိတော့ပါဘူး။ခဏကြာမှပဲရီချာကဒံယာပြင်းနဲ့ရနေတဲ့မိုလီကိုရှာတွေ့ခဲ့ကြပါတယ်။မိုလီကရီချာကိုတွေ့တော့ပြုံးလိုက်ပြီးတော့ဂျိုးလိုခေါ်လိုက်ပြီးတဲ့အချိန်မှာပဲတီဆုံသွားခဲ့တဲ့အတွက်ရီချာလည်းအရန်ဒေါသထွက်သွားတဲ့အချိန်မှာစီဇန်1 episode 4ကလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။နောက်ရက်ဒီမှာလေးကြန့်ရှိနေတဲ့ MB Show တွေကိုဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါရစီခင်ဗျာအချိန်ပေးပြီးတော့ဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်တွေရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွရှင်မြမာပြည်သားများအားလုံးကျန်းမာဘေးကင်းကြပါသည်ခင်ဗျာ